အသေးသာမကောင်းရင် albumin ကောင်းကောင်းမထုတ်နိုင်တော့ဘူးအဲ့ဒီခါမှာတကိုယ်လုံးရောင်းလာမယ်ရေပြင်းဆွဲမယ်ဒီနေ့တော့အသေးမကောင်းမကောင်းသိကြရင်ဘာတွေဆက်ရမလဲ။ဒီနေ့အပြင်ဆေးကြောင်းသားဘဝမှာဆရာဝန်တွေဘဝမှာ liver function test LFT ဆိုပြီးစစ်တဲ့အကြောင်းအရာတွေပြောခြင်းပါလေ။ပထမဆုံးအဲ့ဒီနေရာမှာ imaging လို့ခေါ်တဲ့ပုံရိပ်ပေါ်တဲ့ ultrasound CT scan MRI ဆိုတာကအသေးကောင်းမကောင်းဆိုတာလေအသေးကချောင်းနေလားအသေးထဲမှာအလုံးရှိလားရေပြင်းဆွဲလားအသေး structure ဘိုင်းပေါ့ anatomy ဘိုင်းဖွဲ့စည်းတည်ဆောက်မှုကောင်းမကောင်းဆိုတာကိုစုံစမ်းစစ်ဆေးတဲ့ဒီစစ်ဆေးမှုတွေပါပဲဒါကတော့ခုနပြောလို့သူတို့ပြောတဲ့ liver function test ဆိုရင်တော့ liver function တဲ့အလုပ်ဝတ္တရားတွေကောင်းကောင်းဘယ်လိုဆက်မှာလဲကိုငါသေးတဲ့ကတော့ဖွဲ့စည်းပုံစောက်တည်မှု ကောင်းကောင်း ultrasound CTU ဆက်လိုက်တော့ကောင်းတယ်ဟုတ်ပြီသဲတိဆောက်မှုကတော့ကောင်းနေတယ်ဒါပေမဲ့အသေးရအလုပ်ကောကောင်းကောင်းလုပ်ရလားဆိုသိချင် liver function test ပေါ့ဒီနေရာမှာအများစုလွဲမှားနေတာ liver function test လို့ပြောလိုက်ရင် bilirubin ALD AST GGD လို့ပြောကြတယ် တကယ်တော့ bilirubin ALD ASD ဆိုတာတွေကအသေးဆဲထဲမှာရှိတဲ့ဟာတွေအပြင်ကိုထွက်လာဆိုတာအသေးဒဏ်ရာရလို့အဲ့တော့ bilirubin ALD ASD ဆိုတာအသေးဒဏ်ရာရမြန်စစ်ဆေးတဲ့ဟာတွေအသေးကောင်းကောင်းအလုံးမလုံးစစ်တဲ့ဟာတွေမဟုတ်ဘူးအသေးကောင်းမကောင်းဆိုတာဘာတွေလောက်တာလဲဆိုတော့သိဖို့လိုမယ်အသေးက synthesis လို့ခေါ်တဲ့တိဆောက်မှုတွေလုပ်ပေးတယ်တိဆောက်တယ်ထုတ်ပေးတယ် တွေ့ခဲ့ရမှာပါလေပစ္စည်းတွေထုတ်ပေးတယ်ဒိကျကြတဲ့ albumin ဆိုတာကိုထုတ်ပေးတယ်ပြီးတော့ antibody တွေကိုထုတ်ပေးတယ်အလိုအားတွေထုတ်ပေးတယ်အဲ့ဒါထုတ်လို့မှုကိုစစ်ဆေးရမယ်နောက်တစ်ခုကခြေဖြတ်မှုတွေအသေးသေးဝင်လာတဲ့ကိရိယာတွေကိုကောင်းမကောင်းခြေဖြတ်ပေးတယ်အဲ့ဒါတွေကိုစစ်ဆေးရမယ်အဲ့တော့အလွယ်ဆုံးဆရာတို့ပုံမှန်နေ့စဉ်အသေးရဲ့အလုပ်ဝတ္တရားတွေကောင်းမကောင်းစစ်တာ albumin ပဲ albumin ကအရင်အရေးကြီးတယ် albumin ကို အသေးအပဲတိဆောက်ထုတ်ပေးတာ albumin ဆိုတာနဲသွားလို့ရှိရင်ကိုသွေးထဲမှာကြာသွားရင်သွေးရရည်တွေကအပြင်ထွက်သွားပြီးတော့ခြေရောက်တွေရောင်မယ်ဗိုက်ထဲမှာထွက်တော့ရေဖြင်းနေဆွဲမယ် albumin ကြာပြီဆိုတာနဲ့အဲ့လောက်ပြင်မယ် albumin ကလေးထက်ဆိုတော့အသေးကလုံးဝကောင်းတယ်လို့ပြောလေးလို့လည်းပြတယ်တချို့ unit တွေက40လို့ပြောတယ်အဲ့တော့ ဲ့ဒီအောက် albumin က2.5 to 2.7တို့ဖြစ်နေပြီဆိုတော့မကောင်းတော့ဘူးဒါအသေးကတော်တော်ပြတ်နေပြီလို့ပြောရမယ်အသေးကအလုံးမလုံးတော့ဘူးเนาะအဲ့တော့အနည်းဆုံး3.5ပတ်ဝန်းကျင်လောက်တော့ရှိသင့်တာပေါ့ဒါအသေးအသေးနဲ့ပတ်သက်လုံးလုံးတာနောက်တစ်ခုတိဆောက်မှုတွေ function တွေအများကြီးရှိတဲ့စစ်ဆေးတာကတော့တွေးခဲရမှာပါတဲ့တွေးခဲ protein တွေကိုထုတ်ပေးတယ်အဲ့ဒါတွေကတော့ဘာနဲ့စစ်လဲဆိုတော့ prothrombin time ဆိုတာနဲ့စစ်တယ် prodromin time ဆိုတာကစရင် test kit တွေကဟိုကုမ္ပဏီကထုတ်တာတမျိုးဒီကုမ္ပဏီကထုတ်တာတမျိုးဖြစ်နေသည့်အတွက် INR ဆိုတာကိုကမ္ဘာ့ကျန်းမာရေးဘုရားကနေ formula နဲ့တွက်ပြီးတော့အဲ့လိုတည်ဆောက်တယ်အဲ့တော့ INR 1. 3 all of ရောက်နေရမယ်။အရင်အများနေတွေ့ရမခဲနိုင်ဘူး။အဲ့တော့မကောင်းဘူး။အဲ့တော့အသေးရဲ့တာဝန်တွေကောင်းကောင်းအလုံးမလုံးစစ်ခြင်း။အသေးကနေထုတ်လုပ်ပြီးတွေ့တဲ့ကိုထုတ်ပေးတဲ့ ပရိုတီးနေကိုစစ်ရမယ်ပရိုတီးအဓိကနှမျိုးကအယ်ဘူမင်ဆိုတာစစ်မယ်အသေးသာမကောင်းရင်အယ်ဘူမင်ကောင်းကောင်းမထုတ်နိုင်တော့ဘူးအဲ့ဒီအခါမှာတကိုယ်လုံးရောင်းလာမယ်ရေပြင်းဆွဲမယ်နောက်တစ်ခုခုနကပြောတဲ့သွေးခဲရမှာပါတယ်ပရိုတီးနေလုံလောက်မလောက်သိချင်သွေးခဲနှုန်းပရိုတမင်တိုင်းကိုစစ်မယ်အဲ့ထက်မှကမ္ဘာ့ကျန်းမာရေးဖွဲ့ကစံချိန်တတ်မှတ်ပြီးတော့ INR International Normalized Ratio INR ဟိုစအဲ့တော့တမန်လူတွေပြောရင် prothrombin time ဆိုတော့နောက်မှာ INR ဆိုတာလေးပါတယ် အဲ့ဒါလေးကအဲ1အောက်ရောက်နေလို့ကတော့ကောင်းတယ်1.2အောက်ရောက်နေကောင်းတယ်အဲ့ဒါ2ရော3ရော4ရောဆိုရင်တော့ဒါတော်တော်မကောင်းတော့ဘူးဆိုတော့ပြောမယ်အဲ့တော့အသေးကောင်းကောင်းသိကျင်စစ်တာတွေကိုပြန်ပြီးပြောရမယ်ဆိုရင်ဖွဲ့စည်းပုံတိဆောက်မှုရအသေးကကြုံနေလားသေးနေလားရေဝင်နေလားအလုံးရှိလားသိကျင်အာထရဆောင်းပနာမစစ်ပါလိုအပ်မှ CT scan MRI ထပ်ပြီးစစ်ပါ အသေးရဲ့ဖွဲ့စည်းတည်ဆောက်မှုကိုစစ်ဆေးတာအသေးရဲ့အလုပ်တာဝန်တွေကိုထမ်းဆောင်တာကောင်းလားမကောင်းလားသိချင်ရင် albumin နဲ့ INNA ကိုစစ်ပါ အသေးကထုတ်လုပ်တဲ့ protein တခုကောင်းမကောင်းပြင်စစ်ပါအဲ့တော့လူတွေအများကြီးပြောနေကြတဲ့ liver function test ဆိုပြီး bilirubin ALD AST စစ်တာအသေးရဲ့ function liver function ကိုစစ်ဆေးတာမဟုတ်ပါဘူးအသေးထိခိုက်မှုရှိမရှိကိုစစ်ဆေးတာပါဒါတော့ အသေးကောင်းကောင်းသိခြင်းအလွယ်ဆုံးလေးအများကြီးမမှတ်ချင်သိခြင်း albumin 4.5မင်းအသေးကောင်းနေတယ်ဘာမှဖြစ်ဘူး INR ကြည့်လိုက်တဲ့1 out ဟိုဘာမှမဖြစ်ဘူးအဲ့တော့ albumin နဲ့ INR ဆိုတာလေးကိုသိစေပါအစ်စ်လေးထပ်ပြောချင်တာတော့အရက်တောက်မတော့စစ်ရင်အရက်တောက်တာကိုစစ်တာ gamma 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 gt လို့လည်းခေါ်တယ်ဒါပေမဲ့ gg လို့လည်းခေါ်တယ်အဲ့ဒါကိုစစ်လိုက်အဲ့ဒါ90ကျော်နေရင်အရက်ကတောက်နေပြီအဲ့တော့တချို့ 1500လို့1800လို့တွေ့လိမ့်မယ်2000လဲတွေ့လိမ့်မယ်တချို့980အရက်ကိုဖြတ်လိုက်ပြီဆိုရင်လည်းတပတ်ချင်းတပတ်ချင်းပြန်ကျသွားရင်တော့သုံးတရောက်ကိုပြန်ရောက်သွားမယ်ဒါအစ်စ်ထက်ပြောတာအရက်တောင်းမစောက်စစ်ချင်း GGD ဆိုတာလေးထက်စစ်ပေးပါတရာအောက်ဆိုရင်ကောင်းပါလေအရက်ကတောက်လည်းမတောက်ပါဘူးတကယ်မှလည်းမရှိဘူးများသောအားဖြင့်90အင်းတုံးကအရက်တောင်းမစောက်စစ်ချင်းအဲ့ဒါမှန်ပါတယ်လို့ပြောရင်းနဲ့ဒီတပတ်တော့ညီကုန်းချုပ်လိုက်